ဟရှုနာစင်တနှစ်တာနှုတ်ကပတ်သမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစင်ရမယ့်နှုတ်ကပတ်သမကျမ်းစာတော်မြတ်ကတော့တမန်တော်ဝုဒ္ဓအခန်းကြီး9မှ10အထိဖြစ်ပါတယ်။တမန်တော်ဝုဒ္ဓအခန်းကြီး9ထိုအခါယေပျောဟိတ်မင်းကဤစကားမှန်သလားဟုမေးသည်ရှိသောတတိဖန်ကညီအကိုအဘတို့နားထောင်ကြပါလော့။ငါတို့အဘအပြဟန်စီခါယံမြို့၌မနေမီ မေသောပောတာမိတိုင်း၌ရှိစဉ်အခါဘုံကြီးတော်မူသောဘုရားသခင်သည်ထင်ရှားတော်မူ၍သင်နေသောပြည်နှင့်တကွအမျိုးသားချင်းများတဲကထွက်ပြေးလျင်ငါပြလက်တန့်သောပြည်သို့သွားလောဟု အာပြဟံအားမိန့်တော်မူ၏ထိုအခါအာပြဟံသည်ခါလဒဲပြည်မှထွက်၍ခါယံမြို့၌နေ၏သူ၏အဘသေလွန်စီရှိသော ယခုသင်တို့နေသောဤပြည်သို့ထိုမြို့မှပြောင်းစီတော်မူ၏ဤပြည်၌ခြေနင်းရာကိုမျှအမွေပေးတော်မမူသောလည်း ူမှဆ၍သူဤသားမည်တို့အားဤပြည်ကိုအပိုင်ပေးတော်မူမည်ဟုသားတယောက်မျှမရှိမီဂတိထားတော်မူ၏သင်ဤအမျိုးအနွယ်သည် သူတပားပိုင်သောပြည်၌ဧည့်သည်ဖြစ်ကြသဖြင့် သူတပားတို့၌ကျွန်ခံခြင်းနှိမ့်ဆက်ညင်းဆဲခြင်းကို အနှစ်400ပတ်လုံးခံရကြလိမ့်မည် သူတို့ကိုစေခိုင်းသောလူမျိုးကိုလည်းငါစီရင်မည်ထို့နောက်မှ သူတို့သည်ထွက်၍ဤအရ၌ငါအားဝတ်ပြုကြလိမ့်မည်ဟုဗျာဒိတ်ထားတော်မူ၏ဘုရားသခင်သည်လည်း အယေပြားလှီးခြင်းနှင့်ဆိုင်သောဗတိညင်တရားကို အပြဟဟံအားပေးတော်မူ၏ထို့သောဤဆက်ကိုဖွားမြင်၍ရှေ့ရမြောက်သောနေ့၌အယေပြားလှီးခြင်းကို ပေးလေ၏ဤဆက်သားယာကုပ်ယာကုပ်သားများကအမျိုးဤအဘတစ်ချိတ်နှစ်ပါးကြီးအမျိုးဤအဘတို့သည်လည်းညူစုသောစိတ်ရှိ၍ယောသတ်ကိုအေကုတုပြည်သို့ရောင်းလိုက်ကြ၏ဘုရားသခင်သည်သူ့ကိုစောင့်မတော်မူလျက်အလုံးစုံသောဒုက္ခဆင်းရဲထဲမှကယ်နှုတ်၍ကေကုတ်တုပြည်ကိုအစိုးရသော ဟာယောဘရင်ထံ၌ညှနာပွင့်လန်းခြင်းနှင့်ပညာအတတ်ကိုပြီးတော်မူသဖြင့်ထိုမင်းကြီးသည်အေဂုတုနိုင်ငံအုပ်အရာနန်းတော်အုပ်အရာ၌ယောသက်ကိုခန့်ထားလေ၏ခါနန်ပြည်နှင့်အေဂုတုပြည်တစ်လျှောက်လုံး၌အစာခေါင်းပါခြင်းကြီးစွာသောဆင်းရဲခြင်းရှိ၍ငါတို့အဘများ၌စားစရာကုန်သောအခါအေဂုတုပြည်မှဆန်စပါးရှိသည်ဟုယာကုပ်စီကြားလျင်ငါတို့အဘများကိုပထမအကြိမ်တွင်ဆေလွတ်လေ၏ဒုတိယအကြိမ်တွင်ယောသက်စီ မိမိညီအကိုတို့အားမိမိအကြောင်းကို ဖော်ပြ၍ဖာယောဘရင်သည်ယောသတ်၏အမျိုးကို စီတော်မူ၏ထိုအခါယောသတ်သည်ဆေလွှတ်၍မိမိအဘယာကုတ်နှင့်တကွအကြီးအတွက်အားဖြင့်ခုနှစ်ချိတ်၅ယောက်ရှိသောမိမိအမျိုးသားချင်းအပေါင်းတို့ကိုခေါ်ပင့်လေ၏ယာကုတ်သည်လည်းအဲခုတ်တုပြည်သို့သွား၍ကိုယ်တိုင်မှစသောငါတို့အဘများသည်စေလွန်ကြ၏ထိုသူတို့ကိုလည်းရှေခင်မြို့သို့ပို့ဆောင်သဖြင့်ရှေခင်၏အဘဖြစ်သော ဟာမောဤသားတို့အားအဖိုးငွေကိုပေး၍ဝယ်ပြီဖြစ်သောသင်္ချိုင်းတွင်၌ထားကြ၏အာပြဟံအားဘုရားသခင်ဒိဋ္ဌံတော်မူသောဂတိတော်ဤအချိန်ရောက်လူသောအခါထိုလူမျိုးစီအေဂုတုပြည်၌တိုးပွား၍ရောသက်ကိုမသိမကြွမ်းသောမင်းကြီးတစ်ပါးပေါ်လာစီတိုင်အောင်များပြားကြလေ၏ထိုမင်းကြီးသည်ငါတို့အဆွေအမျိုးကိုပရိယေပြုသဖြင့်သူငယ်များကိုအဆက်မရှင်စေခြင်းဟာပြစ်ထားရမည်အကြောင်းငါတို့အဘများကိုနှင်းဆဲနှိပ်စက်လေ၏ ထိုအခါအလွန်အစင်းလှသောမောရှိကိုဖွားမြင်လျှင်သုံးလပတ်လုံးအဘအီအိမ်တွင်ကျွေးမွေးကြ၏နောက်မှပြစ်ထားစီရှိသော ဖာယောဘရင်ဤသမီးတော်သည်ကောက်ယူ၍မိမိသားအရာ၌မွေးစားလေ၏မောရှိသည်လည်းအေဂုတုအတတ်ပညာအလုံးစုံတို့ကိုသင်၍နှုတ်သတ္တိလက်သတ္တိရှိ၏အသက်၄၀ဆေသောအခါဤသီလအမျိုးသားဖြစ်သောမိမိညီအကိုတို့ကိုအကြည့်အရှုသွားမည်ဟုအကြံရှိ၏အမျိုးသားချင်းတယောက်သည် ်ညင်းဆဲခံရသည်ကိုမြင်လျင်သူ့ဘက်ကနေ၍အေကုတုလူကိုကုမျက်သဖြင့်ထိုညင်းဆဲခံရသောသူအားအနိုင်ပေးလေ၏ဘုရားသခင်သည်ဤသူလက်ဖြင့်ငါတို့ကိုကယ်နှုတ်တော်မူမည်အရာကိုညီအကိုတို့သည်နားလည်လိမ့်မည်ဟုထင်မှတ်တော်လဲထိုသူတို့သည်နားမလည်ဘဲနေကြ၏နက်ဖြန်နေ၌အချင်းချင်းခိုက်ရန်ပြုကြသောသူတို့ရှိရာသို့သွား၍အချင်းလူတို့ညီကိုချင်းဖြစ်လျက်အဘယ်ကြောင့်တယောက်ကိုတယောက်နှင်းဆဲကြသနည်းဟုဆို၍ ရန်ငင်းရသို့သွေးဆောင်သည်ရှိသောအိနီချင်းကိုညှင်းဆဲသောသူကအဘယ်သူသည်သင်ကိုငါတို့အပေါ်မှအကဲအမှုတရားသူကြီးအရာ၌ခန့်ထားသည်။မနေ့ကအေကိုတုလူကိုသတ်သကဲ့သို့ငါကိုသတ်လို့သလိုဟုဆိုလျက်မောရှိကိုပဲ့၏။သူစကားကိုကြားလျင်မောရှိသည် ပြေး၍မိဒီယံပြည်၌ဧည့်သည်ဖြစ်လျက်နေစီတွင်သားနှစ်ယောက်ကိုမြင်လေ၏။အနှစ်၄၀လွန်သောအခါသီနာတောင်ခြေရင်တောတွင် မိလောင်သောချုံ၌ထာဝရဘုရား၏ကောင်းငင်တမန်ထင်ရှား၏ထိုယူပါယုံကိုမြင်သောအခါမောရှိသည်အံ့ဩ၍စိစိကြည့်ရှုခြင်းကအနာသို့ချင်းကပ်လျင်ငါကသင့်ဘိုးဘီတို့၏ဘုရားအပြဟံ၏ဘုရားဣဇက်၏ဘုရားယာကုပ်၏ဘုရားဖြစ်၏ဟု ထာဝရဘုရား၏ဗျာဒိတ်တော်အစံထွက်တော်မူ၏ထိုအခါမောရှိသည်တုန်လှုပ်လျက်စိစိမကြည့်ဝွန်ထာဝရဘုရားကလည်းသင်၏ခြေနှင်းကိုချွတ်လောသင်နှင်းသောအရက်ကဆန့်ရှင်းသောမြေဖြစ်၏ အေဂုတ်တုပြည်၌ရှိသောငါဤလူတို့သည်ခံရသောဆင်းရဲခြင်းကိုငါစိစိမြင်ခဲ့ပြီးသူတို့ညီးတွားမိတမ်းသောအဖန်ကိုလည်းငါကြားခဲ့ပြီးသူတို့ကိုကယ်နှုတ်ခြင်းကငါဆင်းလာပြီးယခုသွားတော့သင်ကိုအေဂုတ်တုပြည်သို့ငါဆီလွတ်မည်ဟုဗျာဒိတ်တော်ရှိ၏အဘယ်သူသည်သင်ကိုအကဲအမှုတရားသူကြီးအရာ၌ခံထားသနည်းဟု၍အငင်းအပေခံရသောထိုမောရှိကိုအကဲအမှုကယ်လွတ်သောသူဖြစ်စေခြင်းဟာ ဖျားသခင်စီခြုံ၌ထင်ရှားသောကောင်းကင်တမန်အားဖြင့်စီခန့်တော်မူ၏ထိုသူစီဣသီလအမျိုးသားတို့ကိုနှုတ်ဆောင်၍အနှစ်40ပတ်လုံးအေဂုတ်တုပြည်၌၎င်းအေဒုံပင်လယ်၌၎င်းတော၌၎င်းနမိတ်လက္ခဏာအံ့ဖွယ်သောအမှုတို့ကို ပြုလေ၏တင်တို့၏ဖျားသခင်ထာဝရဖျားသည်တင်တို့အမျိုးသားချင်းတို့အထက်၌ငါနှင့်တူသောပျောဖက်တစ်ပါးကိုတင်တို့အဖို့ပေါ်ထွန်းစေတော်မူမည်ထိုပျောဖက်၏စကားကိုနားထောင်ရကြမည်ဟု ဣသီလအမျိုးသားတို့အားပြောဆိုသောသူက အခြားသူမဟုတ် ထိုမောရှေပင်ဖြစ်သည်ထိုသူသည် တောတွင်ရှိသောအစီအဝေး၌၎င်းစိနာတောင်ပေါ်မှသူကိုနှုတ်ဆက်သောကောင်းကင်တမန်နှင့်၎င်းငါတို့အဘများနှင့်၎င်းရှိ၏ထိုသူသည်ငါတို့အားအပ်ပေးခြင်းကအသက်ရှင်စေသောဗျာဒိတ်တော်ကိုခံလေ၏ထိုသူဤစကားကိုငါတို့အဘများသည် နားမထောင်လူပဲလျက်ပယ်၍ငါတို့ရှိမှသွားရသောဖျားတို့ကိုငါတို့အဖို့လှုပ်ပါ ါတို့ကိုအေဂုတုပြည်မှနှုတ်ဆောင်ခဲ့သော ထိုမောရှိ၌အဘယ်သို့ဖြစ်စီကိုငါတို့မသိဟုအေဂုတုပြည်သို့ပြန်ကျင်သောစိတ်နှင့်အာယုံကိုပြောဆိုကြ၏ထိုနေ့ရက်ကာလ၌နွားစငယ်ကိုလှုပ်၍ထိုရုတ်တုအားရစ်ပူသောသဖြင့်မိမိတို့လက်နှင့်လှုပ်သောအရာ၌ပင်ပျော်မွေ့ကြ၏အနာဂတ်ကြမ်း၌လာသည်ကားအိုးဤတိလအမျိုး သင်တို့သည်စီရင်သောတရိษံနှင့်ရစ်များကိုတော၌အနှစ်၄၀ပတ်လုံးငါအားပူဇော်ကြသလိုသင်တို့သည် မောလုဤတဲနှင့် သင်တို့ဖျားယင်ဖန်ဤကျေတီးဟုသောကိုးကွယ်ပို့ရာမိမိတို့လှုပ်သော ပုံတို့ကို ဆောင်ရွက်ကြပြီတကားထိုကြောင့်ငါသည်သင်တို့ကိုဘာဘူးလုံမျိုးတစ်ဖက်သို့ဆောင်သွားမည်ဟုကြမ်းစာရှိစီနှင့်အညီဖျားသခင်သည်မျက်နှာတော်ကိုလွှဲ၍ကောင်းကင်တစားများတို့အားဝတ်ပြုစေခြင်းဟာထိုသူတို့ကိုစွန့်ပစ်ထားတော်မူ၏ မောရှိမြင်ရသောပုံနှင့်အညီသက်စီခံတော်မူချက်ထာပနာယာတဲတော်ကိုလှုပ်ရမည်အကြောင်းအမိန်တော်ရှိသောသူမှထားတော်မူသည့်အတိုင်းထိုတဲတော်သည်တောတွင်ငါတို့အဘများ၌ရှိ၏နောက်ကျသောငါတို့အဘများသည်ထိုတဲတော်ကိုတပါအမျိုးသားတို့ပိုင်သောမြေထဲသို့ယောရှုနှင့်အတူဆောင်သွင်းကြ၏ထိုတပါအမျိုးသားတို့ကိုဘုရားသခင်သည်ဒါဝိဒ်မင်းလက်ထက်တိုင်အောင်ငါတို့အဘများထံမှနှင်ထုတ်တော်မူ၏ထိုဒါဝိဒ်သည် ဘုရားသခင်ဤကျေးဇူးတော်ကို ခံရ၍ယာကုပ်ဤဘုရားသခင်ကျင်းဝတ်တော်မူဖို့ရာအရက်ကို တွေ့ချင်းကတောင့်တ၏ရှောလမုန်စီလည်းဗိမာန်တော်ကိုတိဆောက်ရ၏သို့တော်လည်းကောင်းကင်ဘုံစီငါပလင်ဖြစ်၏မြေကြီးစီငါချစ်တင်ရာခုံဖြစ်၏အဘယ်သို့သောဗိမာန်ကိုငါအဖို့တိဆောက်ကြမည်နိအဘယ်အရက်စီငါကျင်းဝတ်ရာအရက်ဖြစ်မည်နိငါလက်စီဤအရာအလုံးစုံတို့ကိုဖန်ဆင်းစီမဟုတ်လောဟုထာဝရဘုရားဤဗျာဒိတ်တော်အချက်ကို အယောဖက်ပြန်ချားစီနှင့်အညီအမြင့်ဆုံးသောဖျားစီလူတို့လွတ်သောဗိမ္မာန်၌ကျင်းဝတ်တော်မူသည်မဟုတ်လေပြင်းခိုင်မာ၍နှလုံးဖြင့်၎င်းနားဖြင့်၎င်းအည်ပြားလှီးခြင်းကိုမခံသောလူတို့တင်တို့သည်သန့်ရှင်းသောဝိညာဉ်တော်ကိုအစင်မပြတ်ဆန့်ကျင်ဘက်ပြုလိရှိကြ၏တင်တို့ဘိုးဘေးများ၏အလစ်နှင့်တင်တို့အလစ်တူ၏တင်တို့ဘိုးဘေးများသည်အဘေပျောဖက်ကိုမျှမငင်းစဲဘဲနေသည်နီဖြောက်မှတ်သောသူကြွလာတော်မူမည်အကြောင်းအရာကို ဟောပြောပြညွန်သောသူတို့ကိုကုမြစ်ကြ၏ထူဖြောင့်မတ်သောသူကိုပင်ယခုလည်းသင်တို့သည်အနှံ၍အစီစက်ကြပြီ သင်တို့သည်ကောင်းကင်တမန်များခင်းကျင်းသောအားဖြင့်ပညတ်တရားတော်ကိုခံရတော်လဲမဆောင်မလျှောက်ကြဟုသတိဖန်မွဲဆို၏ထူစကားကိုကြားလျှင်နှလုံးကွဲပြတ်မတတ်ဖြစ်၍သတိဖန်၌အန်သွာခဲကြိတ်ခြင်းကိုပြုကြလေ၏သူသည်လည်းဆန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်သဖြင့်ကောင်းကင်သို့စည်းစည်းမြှော်၍ဘုရားသခင်၏ဘုန်းတော်ကို၎င်း ဖယားသခင်ဤလက်ရတော်ပင်၌ယေရှုရဲ့နေစီကို၎င်းမြင်လျှင်ကြည်ပါကောင်းကင်ဖွင့်တစီကို၎င်းလူသားစီဖယားသခင်ဤလက်ရတော်ပင်၌ယက်နေစီကို၎င်းငါမြင်သည်ဟုဆို၏ထိုသူတို့သည်ပြင်းစွာသောအစံနှင့်ဟစ်ကြော်၍နားကိုပိတ်ဆို့လျက်သူစီတို့ညင်ညွတ်စွာတဟုန်ဒီပြေး၍မြို့ပြင်သို့နှင်ထုတ်ပြီးမှကြောက်ခဲနှင့်ပြစ်ကြ၏ဆက်စီခံတို့သည်လည်းမိမိတို့အဝတ်ကိုလျှော့လူအမည်ရှိသောလူလင်ဤခြေရင်း၌ထားကြ၏ ြောက်ခဲနှင့်ပြစ်ကြစဉ်တတိဖန်စီပထနာပြုလျက် သခင်ယေရှုအကျွန်ုပ်ဤဝိညာဉ်ကိုသိမ်းယူတော်မူပါဟုလျှောက်ဆို၏ဒူးထောက်လျက်သခင်ဤသူတို့ပြုသောဒူးစရိုက်အပြစ်ကို မှတ်တော်မမူပါနှင့်ဟုကြီးသောအစံနှင့်ကြွေးကြော်ပြီးမှကျိန်းဆက်လေ၏သူကိုကိုမြင့်သောအမှုကိုရှောလူစီလဲဝန်ခံလျက်ရှိ၏တမန်တော်ဝတ္ထုအခန်းကြီး၈ထိုအခါယေရုရှလင်မြို့၌ရှိသော အသင်းတော်သည် ပြင်းစွာသောနှင်းဆဲခြင်းကိုခံရသဖြင့် တမန်တော်တို့မှတပါ သင်းဝင်သောသူအပေါင်းတို့သည်ယူဒပြည်ရှမာယိပြည်အရရတ်တို့၌အနှံ့အပြားကွဲပြားကြ၏တရားကိုယုံကြည်သောသူတို့သည်တတိဖန်ကိုစကြွ၍ပြင်းစွာသောငိုကြွေးမြည်တန်းချင်းကိုပြုကြ၏ရှောလူသည်အသင်းတော်ကိုဖျက်ဆီးလေ၏အိမ်များသို့ဝင်ပြီးလျှင်ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ထောင်ထဲ၌လှောင်ထားတတ်၏ထိုကြောင့်အရရတ်တို့ကွဲပြားသောသူတို့သည်လက်လေ၍နှုတ်ကပတ်တော်ဤဟုသော ဧဝံဂေလိတရားကို ဟောပြောကြ၏ဖိလိပ္ပုသည်လည်းချမာယိမြို့သို့သွား၍ခရစ်တော်၏အကြောင်းကိုဟောလေ၏လူအစုအဝေးတို့သည်ကြား၍ဖိလိပ္ပုပြုသောနမိတ်လက္ခဏာတို့ကိုမြင်သောအခါသူ၏စကားကိုတညီတညွတ်တီးနားထောင်ကြ၏အကြောင်းမူကားနတ်ဆိုးဆွဲသောသူများတို့၏အထက်မှနတ်ဆိုးတို့သည်ပြင်းစွာသောအဆန်နှင့်အော်ဟစ်လျက်ထွက်သွားကြ၏ကိုမလှုပ်နိုင်သောသူချေမစွမ်းသောသူအများတို့သည်လည်းပဂတိအဖြစ်သို့ရောက်ကြ၏ ထိုမျိုးသူမျိုးသားတို့သည် အလွန်ဝမ်းမြောက်ခြင်းရှိကြ၏ရှိမုံအမိရှိသောသူတယောက်သည်ထိုမျိုး၌နဝိဇ္ဇအတတ်နှင့်ပြုပြင်၍ငါသည်ထူးဆန်းသောသူဖြစ်သည်ဟုဆိုလျက်ရှမာ၏အမျိုးသားတို့ကိုမိန်မော တွေ့ဝေစေခြင်းငါပြု၏လူကြီးလူငယ်ရှိသမျှတို့ကလည်းဤသူသည်ဘုရားသခင်၏မဟာတကူတော်ဖြစ်သည်ဟုဆိုလျက်ထိုသူ၌စိတ်ကကြ၏စိတ်ကသည့်အကြောင်းကသူတို့ကိုမိန်မောတွေ့ဝေစေခြင်းငါ ထိုသူသည်နဝိဇ္ဇာအတ္တအဖြစ်ကြာမြင့်စွာပြုလျက်နေ၏ဖိလိပ္ပုသည်ဖျားသခင်၏နိုင်ငံတော်နှင့်၎င်းယေရှုခရစ်၏နာမတော်နှင့်၎င်းဆက်ဆိုင်သောဧဝံဂေလိတရားကိုဟောပြော၍ထိုသူတို့သည်ယုံကြည်သောအခါယောက်ျားမိန်းမတို့သည်ဗတ္တိဇံကိုခံကြ၏ရှိမုန်သည်လည်းကိုယ်တိုင်ယုံသည်ဖြစ်၍ဗတ္တိဇံကိုခံပြီးမှဖိလိပ္ပုထံ၌မှီဝဲစည်းကပ်သည်ဖြင့်ထူးဆန်းသောတကူးကြီးသော နမိတ်လက္ခဏာများကိုမြင်၍ မိမောတွေ့ဝေလျက်ရှိလေ၏ရှမာယိမြို့သားတို့သည်ဖျားသခင်၏နှုတ်ကပတ်တရားတော်ကိုခံယူကြပြီဟုယေရုရှလင်မြို့၌ရှိသောတမန်တော်တို့သည်သတင်းကြားလျင်ပေတရုနှင့်ယောဟန်တို့ကိုဆေလွတ်ကြ၏ထိုမြို့သူမြို့သားတို့သည်သခင်ယေရှု၏နာမ၌ဗတ္တိဇံကိုခံယူမျှသာရှိသဖြင့်တစုံတစ်ယောက်သောသူအပေါ်၌သန့်ရှင်းသောဝိညာဉ်တော်သည်သက်ရောက်တော်မူသည်ဖြစ်၍တမန်တော်တို့သည်ရောက်ကြလျင်ဝိညာဉ်တော်ကိုခံရမည်အကြောင်း ထိုမျိုးသူမျိုးသားတို့အဖို့ဆုတောင်း၍ထိုသူတို့အပေါ်၌လက်ကိုတင်သောအားဖြင့်သူတို့သည်စန့်ရှင်းသောဝိညာဉ်တော်ကိုခံရကြ၏တမန်တော်တို့လက်ကိုတင်သောအားဖြင့်စန့်ရှင်းသောဝိညာဉ်တော်သက်ရောက်စီကိုရှိမုံမြင်လျင်ငွေကိုယူဆောင်ခဲ့၍အကျွန်ုပ်၏လက်တင်ခြင်းကိုခံရသောသူသည်စန့်ရှင်းသောဝိညာဉ်တော်ကိုခံစေမည်အကြောင်းအကျွန်ုပ်အားအခွင့်ပေးပါဟုတောင်းတော်ပေတရုကဖျားသခင်၏ဂျေဇုတော်ကိုငွေနှင့်ဝယ်ယူမည်ဟုအကြံရှိသောကြောင့်သင်နှင့်တကွ တင်ဤငွေသည်ပျက်စီးခြင်းသို့ရောက်ပါစေတင်စီဤအမှုအရာ၌မဆက်ဆံသောသူဖြစ်၏အကြောင်းမူကားစင်ဤစိတ်နှလုံးသည်ဘုရားသခင်ရှေ့တော်၌ဖြောင့်မတ်ခြင်းမရှိထို့ကြောင့်စင်၌ယခုဆိုးညစ်သောအမှုကိုနောင်တရလော့စင်ဤစိတ်နှလုံး၌ကြံစီခြင်းအပြစ်ကိုလွတ်ကောင်းလွတ်လိမ့်မည်ဖြစ်၍ဘုရားသခင်ကို တောင်းပန်လော့စင်စီခါစွာသောသဲကြီးဆွဲစီဖြစ်၍ဒုစရိုက်အနောင်အဖွဲနှင့်မလွတ်ကြောင်းကိုငါသိမြင်သည်ဟုဆို၏ရှီမုံကလည်း မိန်တော်မူသောအရာတစုံတစ်ခုမျှအကျွန်ုပ်အပေါ်သို့မရောက်ပါမီအကြောင်းထာဝရဘုရားကိုအကျွန်ုပ်အဖို့အလိုငါဆုတောင်းတော်မူကြပါဟုပြန်ပြော၏တမန်တော်တို့သည်စက်စီခံ၍သခင်ဘုရား၏နှုတ်ကပတ်တရားတော်ကိုဟောပြီးမှယေရုရှလင်မြို့သို့ပြန်သွားရာရှမာယိယွာများတို့၌လည်းအေဝံဂေလိတရားကိုဟောပြောကြ၏တပံထာဝရဘုရား၏ကောင်းကင်တမန်သည်ဖိလိပ္ပုအားသင်ထား၍ယေရုရှလင်မြို့မှဂါဇာမြို့သို့သွားရာတော်လန်းတွင် တောင်မျက်နာသို့သွားလောဟုဆိုသည့်အတိုင်းဖိလိပ္ပုသည်ထ၍သွားလေ၏ထိုအခါအေသျောပိပြည်ကိုအစိုးရသောမိဖုရားကန်တက်ထန်၌ဘုံကြီးသောအမတ်ဖြစ်၍ဗန္နာတော်ရှိသမျှကိုအုပ်ဆိုးရသောအေသျောပိပြည်သားတစ်ယောက်သည်ကိုးွယ်ချင်းငှာယေရုရှလင်မြို့သို့သွား၍ပြန်စဉ်တွင်မိမိယထားပေါ်၌ထိုင်လျက်ပျောဖဲ့ဟိရှာယဤစံစာကိုဖတ်လေ၏ဝိညာဉ်တော်ကလည်းသူယထားသို့ချင်းကပ်၍မှီဝဲလောဟု ဖိလိပ္ပုအားဗျာဒိတ်ပေးတော်မူသဖြင့်ဖိလိပ္ပုသည်ယထာသို့ပြေး၍ဗျောဖဲဟိရှာယဤကျမ်းစာ၌ဖတ်စီကိုကြားလျင်ဖတ်သောအရာကိုနားလည်ပါဤလောဟုမေးမြန်း၏ထိုအမတ်ကလည်းတွင်စဉ်ပဲ့ပြင်သောသူမရှိလျင်အဘယ်သို့နားလည်နိုင်မည်နည်းဟုဆိုပြီးမှမိမိနှင့်အတူဖိလိပ္ပုတဲ့၍ထိုင်နေပါမည်အကြောင်းတောင်းပန်၏ကျမ်းစာ၌ဖတ်သောအချက်ဟုမူကားအစီသက်ချင်းကဆောင်းသွသောသူကဲ့သို့သူကို ဆောင်းသွ၍သူသူငယ်သည် အမွေးညှက်သောသူရှေ့မှမမြည်ဘဲနေတကယ်သို့သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏နှိမ့်ချခြင်းကိုခံစဉ်တွင်သူတပားတို့သည် ထိုသူကိုမတရားသဖြင့်စီရင်ကြ၏ထိုသူ၏အဆက်ကိုမြေကြီးကရုပ်သိမ်းစီဖြစ်၍သူ၏အမျိုးအနွယ်ကိုအဘယ်သူပြညွန်မြင်နည်းဟုကြံစာလာသည်။ထိုအမတ်ကလည်းပြောဖက်သည့်အဘယ်သူကိုရိမှတ်၍ဤသို့ဆိုပါသည်။ကိုကိုတီးဆိုလိုသလောသူတပားကိုတီးဆိုလိုသလောဟုတောင်းပန်လျက်ဖိလိပ္ပူအားမေးမြန်းလျှင် ဖိလိပ္ပုသည်မိမိနှုတ်ကိုဖွင့်၍ထိုကျမ်းစာချက်ကိုအစွဲပြုလျက်ယေရှု၏အကြောင်းတည်းဟုသောအေဝံဂေလိတရားကိုဟောလေ၏ထိုသို့လမ်း၌သွားကြစဉ်ယေရှိယသို့ရောက်၍အမတ်ကလည်းဤအရက်တွင်ယေရှိပါ၏အကျွန်ုပ်ကိုဗတ္တိဇံမခံစေခြင်းဟာမြေစီအကြောင်းစီးတားပါသည်ဟုပြောဆိုလျင်ဖိလိပ္ပုကသင်သည်စိတ်နှလုံးအကျွင်းမဲ့ယုံကြည်လျင်ခံရသည်ဟုဆိုလေ၏အမတ်ကလည်းယေရှုခရစ်သည် ဖျားသခင်ဤသားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟုဝန်ခံ၍ယထာကိုရက်စေခြင်းငှာစီရင်ပြီးမှဖိလိပ္ပုသည်ထိုအမတ်နှင့်တကွရည်ထဲသို့ဆင်း၍ဗတ္တိဇံကိုပြေး၏ရည်ထဲကတက်ကြလျင်ထာဝရဖျားဤဝိညာဉ်တော်သည်ဖိလိပ္ပုကိုဆောင်ယူတော်မူ၍အမတ်သည်ဖိလိပ္ပုကို နောက်တဖန်မတွေ့မမြင်ရဝမ်းမြောက်ဝမ်းသာခြင်းနှင့်မိမိသွားရသောလမ်းကိုသွားလေ၏ဖိလိပ္ပုသည်လည်းအာဇုတ်မြို့၌ပေါ်လာ၍ ထိုမြို့မှကေသရီမြို့တိုင်အောင်မြို့ရွာအစဉ်တိုင်လျှောက်သွား၍ဧဝံဂေလိတရားကိုဟောလေ၏ဒီကနေ့ဖတ်သွားတဲ့ကျမ်းပိုက်များကတော့တမန်တော်ဝုဒ္ဓအခန်းကြီး9ခုနှစ်မှ10ခုဖြစ်ပါတယ်နှုတ်ကပတ်တော်ကိုကြားနာသူအပေါင်းဖျားရှင်ကောင်းကြီးပေးပါစေ။